ဒိုင်ယာနာမင်းသမီးရဲ့ဘဝစကြောင်းကိုသုံးသပ်သူတွေနဲ့အနီးကပ်ဆုံးလူတွေရဲ့ပြောပြချက်အရဒိုင်ယာနာဟာသူ့ရဲ့ဘဝမှာအမျိုးသားနှစ်ယောက်ကိုနည်း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 ချစ်ခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ဒီတော့အများစုသိကြတဲ့ဒိုင်ယာနာအချစ်ဆုံးလူနှစ်ယောက်ကဘယ်သူတွေလဲ။ဒေါက်တာဟာစနခန်းဟာပါကစ္စတန်တွင်ဘဝဗြိတိန်နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ ဒါယနာဟာခန်းနဲ့1995ခုနှစ်မှာစေယုံတစ်ခုမှာစတွေ့ခဲ့ပြီးနှစ်နှစ်လောက်တူတူတသိမ့်နဲ့သူတို့ညှိခဲ့ကြပါဗျ။ခန်းဟာတခြားသူတွေလို မီဒီယာနဲ့နာမည်ကျော်မှုကြောင့်ဒါယနာကိုစိတ်ဝင်စားသူမဟုတ်ဘဲဒါယနာကိုတာမန်အမျိုးသမီးတဦးအနေနဲ့ပဲနားလည်ပေးခဲ့ပြီးသူရဲ့အကြောကြားဆုံးပုံရိပ်အောက်ကစိတ်ဒုက္ခတွေကို နားလည်ပေးနိုင်ခဲ့တယ်လို့ယူဆကြပါဗျ။ဒါယနာဟာခန်းကိုအတော်လေးချစ်ခဲ့တယ်။ သူ့ကို Mr. Wonderful လို့နာမည်ပေးခဲ့ပြီး သူနဲ့လက်ထပ်ဖို့ပါကစ္စတန်အထိလိုက်သွားပြီးသူ့ရဲ့မိသားစုနဲ့တွေ့ဖို့အထိစီစဉ်ခဲ့တယ်လို့မိတ်ဆွေတွေကပြောပါတယ်။ခန်ဟာမီဒီယာတွေကိုရှောင်ရှားသူဖြစ်ပြီးသူ့ရဲ့ကိုယ်ရည်ကိုယ်တာကိုချပြတတ်တယ်လို့မဟုတ်လို့ဒိုင်ယာနာဟာသူ့ရဲ့ဘေးမှာလုံခြုံမှုခံစားရတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ ဒယနာကွယ်လွန်တဲ့အချိန်ဒိုဒီဖိုင်ယာနဲ့အတူရှိနေကြတာမှန်ပါတယ်ဒါပေမဲ့မှတ်တမ်းတွေနဲ့မိတ်ဆွေတွေရဲ့အဆိုအရဒိုဒီဖိုင်ယာနဲ့ဆက်ဆံရေးဟာညရသည်အချက်ဇလန်းသားသားဒါမှမဟုတ်ဟာစနန်ခန်းကိုမင်းဖြောက်ဖို့ကြိုးပမ်းရုံသဘောမျိုးသာရှိခဲ့ပြီးခန်းပေါ်ထားတဲ့ချစ်ချင်းမြတ်တာလောက်နှဆိုင်မှုမရှိခဲ့ဘူးလို့သုံးသပ်ကြပါရယ်။ဒါကြောင့်မို့ဒယနာဟာဒေါက်တာဟာစနန်ခန်းကို သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာအချက်ဆုံးသူအဖြစ်သတ်မှတ်ခဲ့ပုံရပါရယ်။ ါဆိုဒိုင်ယာနာကချားစ်မင်းသားကိုမချစ်ခဲ့ဘူးလားလို့မေးရင်သူတို့လက်ထက်ခဲ့စဉ်တုန်းကချစ်ခဲ့တယ်လို့ပြောရပါမယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာရှုပ်ထွေးပြီးနောက်ပိုင်းမှာနာကျင်စရာတွေကြီးဖြစ်လာခဲ့ပါတယ်။ဒိုင်ယာနာဟာအသက်16နှစ်နဲ့ငယ်ရွယ်မှာတဝင်းမင်းသားတစ်ပါးနဲ့လက်ထက်ရတာကိုတကယ်ပဲအိမ်မက်တစ်ခုလိုမှတ်ယူခဲ့ပြီးချားစ်ကိုလည်းချစ်မြတ်နိုးခဲ့တာပါ။ချားစ်နဲ့မင်္ဂလာပွဲဟာသူ့ဘဝရဲ့အပျော်ရွှင်ဆုံးနေ့ဖြစ်မယ်လို့ဒိုင်ယာနာကမျှော်လင့်ခဲ့တာပါ။ သူတို့ရဲ့မင်္ဂလာဝယ်ဟာယာစုနှစ်ရဲ့မင်္ဂလာဖွဲလို့တော့သတ်မှတ်ခံရပြီးကမ္ဘာတဝန်းကလူသံမောင်းများစွာစောင့်ကြည့်ခဲ့ကြတာပါ။ဒါပေမဲ့လက်ထပ်ပြီးမကြခင်မှာပဲသူတို့ခြားကဆက်ဆံရေးဟာပြိုကွဲစွာပြုလာပါတယ်။ချစ်ချင်းမြတ်တာကလည်းတဖြည်းဖြည်းပြောက်ွယ်လာပါတယ်။ချားစ်နဲ့ဒိုင်ယာနာဟာအသက်၁၂နှစ်ကျော်တယ် ဒိုင်ယာနာကအိမ်နောက်တဲ့ဘဝအတွက်ရင်ကျက်မှုအားနည်းနေသေးတယ်လို့ချားစ်ကခန်းစားခဲ့ရတယ်။ချားစ်ဟာအချစ်ဟာကမီလာအပေါ်ထားတဲ့မြစ်တာကိုအဆက်မပြတ်နိုင်ခဲ့လို့ဆက်ပြီးဆက်သွယ်ခဲ့တယ်။ဒီချက်ကဒိုင်ယာနာရဲ့စိတ်ကိုအကြီးအကျယ်နာကျင်စေခဲ့တယ်။သူတို့အိမ်နောက်ရဲ့ပျက်စီးရတဲ့အဓိကအကြောင်းရင်းကလည်းအဲ့ဒီချက်ကြောင့်ပဲ။ တဝင်းမိသားစုရဲ့ဖီးယားတွေနဲ့တကဘာလုံးကမီဒီယာတွေရဲ့အာယုံဆိုင်ခံရမှုတွေကသူတို့အိမ်တော်ကြီးအတွက်စိတ်ဖြစ်စည်းစေခဲ့ပါဗျာ။ ဒိုင်ယနာမင်းသမီးရဲ့ဘဝကိုအလုံးစုံခြုံငုံကြည့်မယ်ဆိုရင်သူဟာပျော်ရွှင်မှုနဲ့နာကျင်မှုနှစ်မျိုးစလုံးကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသူလိုပဲသုံးသပ်ရမှာပါ။သူရဲ့ဘဝဟာပြည်သူရှေ့မှာမင်းသမီးတစ်ပါးရဲ့စိန်ခံဘဝကိုပိုင်ဆိုင်ခဲ့ပြီးမြန်လကနောက်ွယ်မှာတော့စိတ်ပိုင်းဆိုင်ရာထိုးနှံမှုတွေနဲ့ဖြစ်စည်းနေခဲ့တာပါ။ ဒိုင်ယာနာရဲ့ဘဝဟာလူသိရှင်သာဖြစ်ခဲ့ပေမဲ့သူ့ရဲ့ကိုယ်ရည်ကိုယ်တာဘဝနဲ့ပတ်သက်ပြီးလူသိနေတဲ့အချက်တွေသူကိုယ်တိုင်ဖွင့်ဟခဲ့တဲ့လေ့ဝတ်ချက်တွေရှိခဲ့ပါတယ်။ဒါတွေကိုအများစုက သူ့ကွယ်လွန်ပြီးနောက်ပိုင်းထုတ်ဝေခဲ့တဲ့စာအုပ်တွေအထောက်ပတိတွေနဲ့မှတ်တမ်းရုပ်ရှင်တွေထွက်တော်မှာပဲပိုသိလာကြတာပါ။ဒိုင်ယာနာဟာတော်ဝင်မိသားစုဘဝနဲ့အဝင်ကွင်းချမဖြစ်မှု Charles Minter နဲ့ဆက်ဆံရေးတင်မာမှုတွေကြောင့်ပြင်ထန်တဲ့စိတ်ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်ခဲ့ရတယ်လို့သူကိုယ်တိုင်ဖွင့်ဟခဲ့မှုပါတယ်။စိတ်ပီစီလုံးလို့သူ့ကိုယ်သူတက်တည်ဖို့အထီးအကျဉ်းချင်းကြိုးပမ်းခဲ့မှုတယ်လို့ဒိုင်ယနာရဲ့အထုပ်ပတိစာအုပ်ကနေ သိခဲ့ရပါတယ်။ဒိုင်ယနာဟာတော်ဝင်မိသားစုရဲ့စီးမြင်တွေကိုမကြာခဏချိုးဖောက်ခဲ့တယ်။ဘယ်လိုမျိုးလဲဆိုတော့သားသမီးတွေကိုပုံမှန်ဘဝနဲ့နှိစက်စေတာမျိုး သူသားဝီလီယံနဲ့ဟယ်ရီတို့ကိုတခြားတော်ဝင်ကလေးတွေလိုပဲတည်တံ့ပညာရေးမျိုးမဟုတ်ပဲတာမန်ပြည်သူတွေနဲ့ရောနှောတဲ့အကြောင်းတွေမှာထားခဲ့ပါဗျ။ကလေးတွေကို Disney World လိုနေရာတွေမက်တော်နယ်စားတော့ဆိုင်လိုတာမန်နေရာတွေကိုခေါ်သွားလေရှိပါဗျ။ဒိုင်ယနာဟာ HIV AIDS လူနာတွေနဲ့လက်အိမ်မပါဘဲထိတွေ့တာလူနာတွေကိုပွေဖတ်တာနဲ့လူလူအတွက်ဆန္ဒမူနာပြနေခဲ့ပါဗျ။သူရဲ့ဝေစာဆင်းရဲမှုတိုင်းဟာအမြဲတမ်းအထိပ္ပယ်ရှိခဲ့တယ်။ ဥမာတစ်ခုပြောရရင်1994ခုနှစ်မှာ Charles Mingler ကအိမ်နောက်ရေးဖောက်ပြန်ခဲ့တာကိုရုပ်သံမှာဝန်ခံခဲ့ပြီးတဲ့နောက် Diana ဟာကိုချက်ပခုံးဟိုက်ပြီးတိတ်ကိုဆွဲဆောင်မှုရှိတဲ့အနေရဝန်းစုံနဲ့အခမ်းအနားတစ်ခုကိုတက်ခဲ့ပါတယ်။ဒါဟာလျှော့ဝတ်တဲ့ခန်းစားချက်ကိုဖော်ပြတဲ့ fashion ထုတ်ဖော်မှုလို့သတ်မှတ်ခဲ့ကြပါတယ်။ ယန်နာဟာသတင်းစာဆရာအန်ဒရူးမော်တင်ရဲ့အထောက်ပတိစာအုပ်ဖြစ်တဲ့ Diana Her True Story အတွက်လျှို့ဝှက်အင်တာဗျူးတွေဖြည့်ပေးခဲ့တယ်။သူရဲ့အနီးကမိတ်ဆွေတွေကတဆင်အတန်ဖန်တိတ်ခွေတွေပေးပို့ခဲ့ပြီးတော်ဝင်မိသားစုအတွင်းမှာခံစားခဲ့ရတဲ့ဝေဒနာတွေ Charles နဲ့ Camilla ရဲ့ဆက်ဆံရေးစတဲ့လျှို့ဝှက်ချက်တွေကိုမှတ်တမ်းတင်ထားတဲ့အဲဒီစာအုပ်ထွက်လာချိန်မှာကဘာကြီးတစ်ခုလုံးကိုတုံ့နှုတ်စေခဲ့တယ်။ ဗြိတိန်တော်ဝင်မိသားစုရဲ့တမိုင်းမှာအကြီးမားဆုံးဖော်ထုတ်မှုတွေတဲကတခုလည်းဖြစ်ခဲ့တယ်။ချားစ်မင်သားဟာလက်မထက်ခင်ကတည်းကစတင်ခဲ့တဲ့ခမီနာပါကာဘိုးစ်နဲ့ဆက်ဆံရေးကိုအပြတ်မခံခဲ့ဘူး။ဒိုင်ယာနာပြောခဲ့တဲ့သူတို့အိမ်တော်ကြီးမှာလူ၃ယောက်ရှိတယ်ဆိုတဲ့ဇာတ်ကားဟာဒီစာအုပ်ကနေထွက်ပေါ်လာတာဖြစ်ပါတယ်။မင်္ဂလာပွဲမတိုင်ခင်နဲ့ပြားရည်စံအခီးမာတော့ချားစ်နဲ့ခမီနာတို့ရဲ့နှိစက်မှုတွေကိုသိခဲ့ရလို့မင်္ဂလာပွဲနေ့ကို စိုက်ခံစားမှုအရှုပ်ထွေးဆုံးနေလို့ဒိုင်ယနာကမှတ်ယူခဲ့ပါတယ်။စင်ညင်လွန်နာကြောင့်ကိုဝင်ရှိနေစဉ်အခါပါဝင်အကြိမ်မောင်းများစွာကိုကိုကိုတက်တည်ဖို့ကြိုးပမ်းခဲ့ဘူးသလိုတော်ဝင်မိသားစုဝင်တွေစီကနေနားလည်မှုနဲ့အားပေးမှုမရခဲ့တဲ့အပြင် တော်ဝင်စီမင်းတွေအောက်မှာဖုံးဖိနေခဲ့ရတဲ့ပင်ပန်းဆင်းရဲမှုတွေကိုစောင့်ထဲမှာဖွင့်ဟားခဲ့ပါတယ်။ ဒီစောင်းထုတ်ဝေချိန်မှာဘက်ကင်ဟမ်နန်းတော်ကဒိုင်ယနာထွက်ဆိုချက်တွေမဟုတ်ဘူးလို့ပြောင်းရင်းခဲ့ပေမဲ့သူ့ကွယ်လွန်ပြီးနောက်မှာအန်ဒရူးမော်ဒင်ကဒိုင်ယနာကိုယ်တိုင်ပြောခဲ့တာတွေပါလို့အခိုင်အမာပြောပါတယ်။ဒီစောင်းကြောင့်ဗြိတိန်တော်ဝင်မိသားစုရဲ့ကိုယ်တည်ကိုအကြီးအကျယ်ထိခိုက်စေခဲ့တယ်။ဒိုင်ယနာအပေါ်လူလူရဲ့ထောက်ခံမှုကလည်းပုံမမြင့်တက်လာပါတယ်။ တော်ဝင်မိသားစုရဲ့နောက်ွယ်ကရှုတ်ထွေးတဲ့အမှန်တရားကိုလည်းကဘာကသိစေခဲ့ပါဗျ။မင်းသားဝီလျံနဲ့ဟယ်ရီဟာ သူ့ရဲ့ဘဝအတွက်အဓိကအားရင်တွေပါ။ဒါတွေကိုတာမန်ကလေးတွေလိုဘဝမျိုးပေးနိုင်ဖို့စူးစားခဲ့တာတွေကဒိုင်ယန်နာကိုပျော်ရွှင်စေခဲ့ပါဗျ။လူလူကြတဲ့ဆင်ပြီး HIV AIDS လူနာတွေမြေမြုပ်မိုင်းထိသူတွေနဲ့အနီးကပ်ထိတွေ့ခဲ့လို့သူကို လူလူရဲ့မင်းသမီးလို့ချစ်စနိုးခေါ်ကြပါဗျ။တဖက်မှာအင်နာဝီကံမကောင်းလို့အမြဲပူဆွေးခဲ့ရတယ်။ အိမ်တော်ရေးဟာသူ့အတွက်အဆင်အတောက်လို့ဒယနာကိုရိုင်းပြောခဲ့တာပါပပရာစီသတင်းတောက်တွေရဲ့အဆက်မပြတ်လိုက်လံနှောက်ယှက်မှုတွေကဒယနာကိုလူလက်ခွင့်ပြောက်စေခဲ့ုံမကအသက်မှာပြောက်စေခဲ့ပါဗျ1998ခုနှစ်ဩဂုတ်လ31ရက်နေ့မှာဒယနာရုကာဟာပြည်တည်နိုင်ငံပါရီမျိုးရဲ့ဥမေလိုင်းကောင်းတဲ့ကိုဖျက်မှောင်ရင်းကွန်ကရစ်တိုင်ကိုဝင်တိုက်ခဲ့ပါဗျ ကားမောင်းသူနဲ့ဒိုရီဖိုင်ယက်ကနေရာမှာနေဆုံးခဲ့ပြီးဒိုင်ယာနာကမနက်၄နာရီလောက်မှာဆေးရုံမှာဆုံးပါတယ်။လုံခြုံရေးအရာရှိတယောက်ပဲမသေးပဲကြံခဲ့တာပါ။ ဒါရနာရဲ့ကားမတော်တဆမှုဟာပပရာစီတွေတဲကြီးမဲကြီးလက်ကြရင်ဖြစ်ခဲ့တာလို့ယူဆကြပါရယ်ဒါဟာမီဒီယာတွေရဲ့ကိုရေးလွတ်လပ်ခွင့်ချိုးဖောက်မှုကို ထောက်ပြစရာဖြစ်ခဲ့တယ်။တယန္နာသေးတော့တောင်ဝင်းမိသားစုရဲ့ခနဦးတုတ်ပြန်မှုဟာ AD is a pala ဆိုပြီးပြည်သူတွေကပြောလာကြလို့ဘုရင်မကြီးအဲလစ်ဘတ်ကိုတိုင်ပြည်သူတွေကိုမေငုံပြောလိုက်တော့မှပြန်ပြီးပြေလည်ခဲ့ပါရယ်။တယန္နာငွေလုံးမှုနဲ့ပတ်သက်ပြီးထွက်ပေါ်ခဲ့တဲ့အကြောင်းရင်းများစွာတွေကမှ တရားဝင်စုံစမ်းစစ်ဆေးမှုတွေရဲ့ရလဒ်အရာအဖြစ်နိုင်ဆုံး theory တချို့ကဒီလိုရှိပါတယ်။ပထမတစ်ချက်ကယင်မောင်းကြောင့်ကားမောင်းသူ Henry Ford ဟာတည်ဆုံးချိန်မှာအရက်သေးစာတောက်ထားတယ်။သူ့ရဲ့သွေးထဲမှာခွင့်ပြုထားတဲ့ပမာဏထက်၃စာပိုများခဲ့တယ်။စိတ်ကြဆေးတွေလည်းတုံထားတယ်။ဒါကြောင့်သူဟာကားမောင်းနိုင်စွမ်းမရှိခဲ့ပါဘူး။နောက်တစ်ချက်ကပပရာစီတွေလိုက်လို့ သူရဲ့နောက်ကိုဆိုင်ကယ်တွေကားတွေနဲ့လိုက်ကြတဲ့ပပရာစီတွေရဲ့ဖိအားပေးမှုကလည်းရှင်မောင်းကိုအရှိန်နှင့်စေခဲ့ပါတယ်။နောက်ဆုံးတစ်ချက်ကဒိုင်ယာနာနဲ့ဒူရီဖိုင်ယက်တို့ကပတ်မပတ်ခဲ့တဲ့အချက်ဟာကားထဲမှာသူတို့ကိုထိခိုက်မှုအပြင်းထန်ဆုံးဖြစ်စေခဲ့တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။2008ခုနှစ်မှာဗြိတိန်စုံစမ်းရေးအဖွဲ့ကရင်းမောင်းရဲ့ပြင်ထန်တဲ့မဆင်မခြင်းမောင်းနှင်မှုပါပါရာစီတွေရဲ့မဆင်မခြင်းလိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့တရားမဝင်လူသက်မှုလို့ဆုံးဖြတ်ပါတယ်။ တရားဝင်ထုတ်ပြန်တာမဟုတ်တဲ့ထင်ကြီးတွေလည်းထွက်ခဲ့တယ်။ဗြိတိန်တော်ဝင်မိသားစုဒါမှမဟုတ်ဗြိတိန်လျှက်ထောင်နှိုင်းရေးအဖွဲ့ MI6 ကသူတို့ရဲ့အနာဂတ်ဘရင်ဖြစ်လာမဲ့ဝီလျံမင်းသားရဲ့မိခင်ဒိုင်ယာနာဟာအီဂျစ်မွတ်စလင်တယောက်နဲ့ကိုဝင်ရလာမှာကိုမလိုလားတဲ့အတွက်ကြိုတင်ကြံစီရှင်းပြလိုက်တာဆိုတဲ့ထင်ကြီးပါ။ဒီအချက်ကိုတော့တရားဝင်စုံစမ်းစစ်ဆေးမှုတွေကပယ်ချခဲ့ပါဗျ။